င်္ဂလာပါရှင်ရန်ကုန်ခေတ်ရဲ့မနက်ခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်ရခိုင်ပြည်မှာစစ်တပ်နဲ့ဆက်နွယ်နေတဲ့စီးပွားရေးသမားတွေရဲ့ဟိုတယ်မိုတယ်လုပ်ငန်းတွေပိုင်ဆိုင်မှုတွေကိုအေကချိတ်ပိတ်ကစစ်တပ်ရဲ့ခရိုနီဥကြောက်တောင်ရဲ့ပိုင်ဆိုင်မှုတွေလည်းပါသွားပါတယ်လာမယ့်ကာလတွေမှာအချင်းချင်းအကြားမှာစုစည်းညီညွတ်မှုအရေးကြီးတယ်လို့အေနဲ့ DNL က MND ရဲ့36နှစ်မြောက်သဘောလာမှာထုတ်ပြန်ကြေညာတဲ့သတင်းပါဝင်ရန်ကုန်ခေတ်ရဲ့မနက်ခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ် ခုပထမဆုံးတင်ဆက်ပေးခြင်းတဲ့တဲ့တဲ့ပုတ်ကတော့အာရခတက်တော်အေသိမ့်ပိုက်ထားတဲ့မြို့နယ်တွေမှာစစ်တပ်နဲ့ဆက်သွယ်နေတဲ့ဟိုတယ်တွေမော်တယ်တွေ လုပ်ငန်းတွေနေအိမ်တွေနဲ့စစ်တပ်ဘက်တော်သားစီးပွားရေးသမားတွေရဲ့ပိုင်ဆိုင်မှုတွေအားလုံးကိုအေအေကချိတ်ပိတ်လိုက်ပြီးတော့သိရပါဗျ။အဲ့ဒီထဲမှာရခိုင်ပြည်ကစီးပွားရေးလုပ်ငန်းရှင်ဦးကျောက်တောင်လဲပါဝင်နေပြီးအာနာသိန်းစစ်ကောင်စီနဲ့ကုလူဆက်သွယ်ပေါင်းတင်နေတယ်။ရခိုင်စီးပွားရေးလုပ်ငန်းရှင်တွေကိုလည်းအေအေကအရေးယူစွန့်နေရလည်းဖြစ်ပါတယ်။တောင်ကုန်းမြို့မှာအေအေကချိတ်ပိတ်လိုက်တဲ့ဦးကျောက်တောင်ရဲ့ပိုင်ဆိုင်မှုတပ်ဖို့ဟာအမေရိကန်ဒေါ်လာ9တန်းကနေဒေါ်လာ6တန်းဝန်းကျင်ရှိပြီးဆက်ရန်နေရတယ် ဆက်လက်ရှိစီနေအိမ်တွေမြေခွက်တွေနဲ့ထာရအောင်မြေအင်အားစီမံကိန်းတွေလည်းပါဝင်တယ်လို့သိရပါတယ်။ဒါအပြင်အေကတည်ယူထားတဲ့တန်တွဲမြို့ကဟိုတယ်တွေနဲ့စီမံကိန်းတွေဆုံးရှုံးမှုဟာခရိုလီလုပ်ငန်းရှင်တွေနဲ့စစ်ကောင်စီအတွက်အထိအနာဆုံးဖြစ်ပြီးအထူးသဖြင့်မြမခီးသွွားလုပ်ငန်းတွေဆုံးရှုံးမှုကြီးမားတယ်လို့မြမနိုင်ငံခီးသွွားလုပ်ငန်းအဖွဲ့ချုပ်ကအမှုဆောင်ဟိုတယ်လုပ်ငန်းရှင်တို့ကပြောပါရတယ်။မြမပြည်ရဲ့ခရိုလီတည်ထွေးတွေဖြစ်ကြတဲ့ဥတေစာဥချစ်ကန် ဥအောင်မျိုးမင်းတင်အမတာဟိုတယ်လုပ်ငန်းစုပိုင်ရှင်ဥဝင်းအောင်ဥမြဟန်တို့ရဲ့ဟိုတယ်တွေလည်းငပလီကမ်းခြေမှာရှိနေကြပြီးအားလုံးကိုအေကသိမ့်ပိုက်ချိတ်ပိတ်လိုက်တာလည်းဖြစ်ပါတယ်။ဒါအပြင်အငိမ့်စာအာနာရှင်ဟောင်းတန်းရွှေရဲ့သားဥထွန်းနိုင်ရွှေအငိမ့်စာဒုတိယဘိုးချုပ်မူကြီးမောင်အေးရဲ့သမီးဒေါ်နန္နာအေးတို့ပိုင်ဆိုင်တဲ့ငပလီကဟိုတယ်တွေလည်းသိမ့်ဆဲခံရတဲ့အထက်မှာပါဝင်နေရလို့လည်းသိရပါရဲ့ရှင်။ ဆက်လက်ပြီးတော့လာမယ့်ကာလတွေမှာအချင်းချင်းကြားစုစည်းညီညွတ်မှုအရေးကြီးတယ်လို့မြောက်ပိုင်းညီတော်မဟာမိတ် သုံးဘွဲ့က AA နဲ့ TNL တို့ကကိုကန် MND ရဲ့36နှစ်မြောက်အဖြစ်အထိတ်မှတ်တဝန်လာမှာထုတ်ပြန်ကြေညာလိုက်ပါတယ်။မြောက်ပိုင်းညီတော်မဟာမိတ်သုံးဘွဲ့ကအဖွဲ့ဝင်ဖြစ်တဲ့ MND ရဲ့36နှစ်မြောက်တက်တီတောင်နဲ့အခမ်းအနားကိုပေးပို့လိုက်တဲ့တဝန်လာထဲမှာ AA နဲ့ TNL ကအခုလိုထည့်သွင်းကြေညာလိုက်တာလည်းဖြစ်ပါတယ်။ဒါကြောင့်ညီတော်မဟာမိတ်သုံးဘွဲ့အကြား စီလုံးညညမို့နားလည်မှုကိုအခုထက်ပိုပြီးခိုင်မာတဲ့ခိုင်မာဆက်လက်လှုပ်ဆောင်သွားကြမယ်လို့လည်း TNL နဲ့ AA ကပြောကြားထားပါဗျ။ကိုကန်တက်မတော် MNDA ကိုစတင် ဖွဲ့စည်းတဲ့36နှစ်မြောက်ကာလကနေစတင်က လာမယ့်ကာလတွေဟာကိုကန်ဒေတာပြန်လည်တည်ဆောက်ရေးနဲ့ ပြည်လဲဖွံ့ဖြိုးရေးတို့အတွက်စင်ခေါ်မှုတွေကိုရင်ဆိုင်ကြော်ဖြတ်ရအောင်မယ်လို့လဲဆိုထားပါတယ်။ကိုကံအဖွဲ့စည်းရဲ့ဖြတ်တန်းမှုတမိုင်းအပေါ်အခြေခံကစင်ခေါ်မှုတွေကိုကြံ့ကြံ့ခံရင်ဆိုင်ကြော်လွှားပြီးတစ်ခေတစ်ခါတုန်းကကိုကံအခြေအနေကိုပြန်လဲရောက်ရှိလာနိုင်မှာကိုလည်း အပြည့်အဝယုံကြည်တယ်လို့လည်းဆိုထားပါဗျ။အဲ့လိုအရင်အခြေအနေကိုပြန်လဲရောက်ရှိလာတာနဲ့တပြိုင်တည်းထဲလာမဲ့ကာလတွေမှာလည်းရင်းဆိုင်ကြုံတွေ့ရမယ့်အခက်အခဲတွေရှိလာရင်လည်းအရင်ကလိုပဲညီနောင်မဟာမိတ်ပိသားစွာနဲ့စုစည်းကြော်ဖြတ်သွားကြဖို့အတွက်အမြဲအသင့်ရှိနေတယ်လို့လည်း TNL နဲ့ AA တို့ကဂရုပေးထားပါရှင်။ ီတစ်ခါမှာတော့အကြမ်းဖက်စစ်ကောင်စီလက်အောက်ကမြမရေနံနဲ့တဘာတံခွေလုပ်ငန်း MOG ကိုဆွစ်ဇာလန်နိုင်ငံကအရေးယူတန်းခတ်ပိတ်ဆို့လိုက်တယ်လို့ကြေညာလိုက်တဲ့အပေါ်ကို Justice for Myanmar ကကြိုဆိုလိုက်ပါတယ်ဆွစ်ဇာလန်နိုင်ငံကစစ်ကောင်စီရဲ့ MOG လုပ်ငန်းကို တန်းခတ်ပိတ်ဆို့မှုဟာ2022ခုနှစ်ဖေဖော်ဝါရီလတရနေ့ကဥရောပသမဂ္ဂရဲ့အရေးယူတန်းခတ်ပိတ်ဆို့မှုအတိုင်း လိုက်ပါဆောင်ရတာလည်းဖြစ်ပါတယ်။ MOG ပေါ်ဆူဇလန်နိုင်ငံရဲ့ဒဏ်ခတ်ပိတ်ဆို့မှုဟာမြန်မာပြည်သူတွေပေါ်ကျူးလွန်နေတဲ့အကြက်ဖက်စစ်တပ်ရဲ့စစ်စင်ရေးအတွက်ဗန်နံငွေဖြစ်တဲ့ ဂဲပေါက်တစ်ခုကိုပိတ်ပင်လိုက်တာ ဖြစ်တယ်လို့လည်း JFN ကပြောပါရယ်။ရေနံနဲ့တဘာတောင်းွေလုပ်ငန်းဟာဆေးဥစုအတွက်နိုင်ငံခြားငွေအများဆုံးရှာဖွေပေးနေတဲ့ရင်းမြစ်တစ်ခုဖြစ်တယ်လို့စစ်လက်နဲ့လေရင်စီနဲ့အခြားစစ်ဘက်ဆိုင်ရာအထောက်အကူပြုပစ္စည်းတွေဝယ်ယူရမှာလဲအသုံးပြုနေရလဲဖြစ်ပါတယ်။အကြက်ဘက်စစ်တပ်ရဲ့အချက်လက်တွေအရမြမတဘာဝဒဏ်ငွေတင်ပို့မှုကနေ3လအတွင်းအမေရိကန်ဒေါ်လာ841.8တန်းရရှိခဲ့တာလဲဖြစ်ပါတယ်။ကနေဒါ UK နဲ့ Australia ုင်ငံတို့ကလည်းဆွစ်ဇာလန်နိုင်ငံရဲ့လမ်းကြောင်းတိုင်းလိုက်ပါပြီး MOG ပေါ်ဒဏ်ခတ်ပိတ်ဆို့မှုတွေကိုအလင်းမြန်လှုပ်ဆောင်ဖို့အတွက်တောင်းဆိုအပ်တယ်လို့လည်း JFN ရဲ့ပြောရေးဆိုခွင့်ရှိသူမက်ယန်နာမောင်ကပြောပါရရှင်ဒီတစ်ခါမှာတော့ အကြမ်းဖက်စစ်ကောင်းဆောင်မင်းအောင်လှန်ရဲ့ရုရှားနဲ့ဘီလာရုစ်ခရီးစဉ်ပြီးတရုတ်နိုင်ငံရဲ့အာဆီယံရေးရာအထူးကိုယ်စားလှယ်တင့်ရှိကျွင်းဟာနေပြည်တော်ကိုရောက်ရှိလာပြီးစစ်ကောင်စီနိုင်ငံသားရေးဝန်ကြီးတန်းဆွေနဲ့တွေ့ဆုံခဲ့ပါတယ်။မလ9ရက်နေ့မှာမင်းအောင်လှန်ကရုရှားနိုင်ငံကနေနေပြည်တော်ကိုပြန်လည်ရောက်ရှိလာပြီးတဲ့နောက်မှာမလ10ရက်နေ့မှာတော့တရုတ်ကိုယ်စားလှယ်တင့်ရှိကျင်းဟာစစ်ကောင်စီနိုင်ငံသားရေးဝန်ကြီး တန်းဆွေကိုနေပြီးတော့မှလာရောက်တွေ့ဆုံခဲ့တာလည်းဖြစ်ပါတယ်။မြန်မာတရုတ်နယ်စပ်ဒေသတချို့ငင်းချမ်းရင်းနဲ့တည်ငြိမ်ရေးကိုပုံမမြင့်တင်နိုင်ဖို့အတွက် တရုတ်အနေနဲ့ဆက်လက်ပူပေါင်းဆွယ်သွားရေးပြည်တွင်းငြိမ်းချမ်းရေးနဲ့အမျိုးသားပြန်လည်တည်မြဲရေးလုပ်ငန်းစဉ်နဲ့သက်ဆိုင်တာတွေကိုဆွေးနွေးခဲ့လို့လည်းစစ်ကောင်စီကထုတ်ပြန်ထားပါဗါးအလားတူပဲနေဆက်ဒေတာမှာရှိနေတဲ့ online လောင်းကစား online ငွေလိမ်ခိုင်းတွေကိုပူပေါင်းတိုက်ဖျက်ရေးကိစ္စတွေကိုလည်းဆွေးနွေးခဲ့လို့စစ်ကောင်စီကဆိုထားပါဗါးစစ်ကောင်စီဘက်ကတော့ရုရှားခီးစင်ကအောင်မြင်တဲ့ခီးစင်ဖြစ်ပြီး ဒဝယ်ရင်နဲ့စီမံကိန်းမှာရုရှားတွေရင်းနှီးမြှုပ်နှံမဲ့အပြင်နျူကလ িয়ার ဓာတ်ပေါင်းကို တိစောက်ရေးစိုက်ပျိုးရေးလူဆွမ်းအရင်မြေအာကာသနဲ့ဂျိုဒုနည်းပညာအပါအဝင်နယ်ပယ်အားလုံးမှာပူးပေါင်းဆောင်ရွက်သွားမယ်လို့လည်းသတင်းထုတ်ပြန်ထားပါရရှင်ဒီတစ်ခါမှာတော့တနင်္သာရီတိုင်းပလောမြို့အခြေစပ်ခလာရ285တရင်ကစစ်ဗိုလ်တပ်တပ်သားတဲ့နှစ်ဦးတိုက်ပွဲဖြစ်ပွားနေစဉ်တွင် ထွက်ပြေးလာပြီးအလင်းဝင်ရောက်လာရလို့တင်းသားရီမြို့နယ်ပြည်သူ့ကာကွယ်တပ်ဖွဲ့ကတာဝန်ရှိသူတို့ကပြောပါရယ်ဖေဗူလာ12ရက်နေ့ကပလောမြို့အခြေစားခလာရ285တရင်ကစစ်မှုတန်းတသားတဲ့နှစ်ဦးဟာတိန်ခွန်းရွာတိုက်ပွဲကနေထွက်ပြေးလာပြီးတင်းသားရီမြို့နယ်ပကပထံကိုဆက်သွယ်အလင်းဝင်ရောက်လာခဲ့တာလည်းဖြစ်ပါရယ်စစ်မှုတန်းတသားတဲ့တဦးဟာတာဝေါမြို့နယ်ကွင်းကောက်မြို့မှာစစ်တပ်နဲ့တက်ရောက်ခဲ့ပြီး ကျန်တအူးကတော့ရှမ်းပြည်နယ်ကျိုင်းတုံမြို့မှာစစ်တင်နန်းတယောက်ခဲ့တာလည်းဖြစ်ပါတယ်။အဲဒီနှစ်ဦးစလုံးဟာစစ်မှုထမ်းအပတ်စဉ်တစ်တင်နန်းဆင်းတွေဖြစ်ပြီးစစ်တင်နန်းပြီးဆုံးချိန်မှာပလောမြို့အခြေစပ်ခလရ285တရင်ကိုပို့ဆောင်ခံခဲ့ရတာလည်းဖြစ်ပါတယ်။အဲဒီလိုအလင်းဝင်ရောက်လာတဲ့စစ်မှုထမ်းတပ်သားတွေတက်ကတအူးကတော့တော်လန်တပ်ဖွဲ့ဝင်တွေနဲ့ပူးပေါင်းကအကြက်ဖက်စစ်ကောင်စီကိုပြန်လည်တိုက်ခိုက်သွားမှာဖြစ်ပြီးလက်ရှိအချိန်မှာတော့နှစ်ဦးစလုံးကိုကောင်းမွန်စွာထိန်းသိမ်းစောက်ရှောက်ထားရလို့လည်းသိရပါတယ်ရှင်။ ှင်။အခုနောက်ဆုံးတက်ဆက်ပေးခြင်းတဲ့တဲ့တစ်ပုဒ်ကတော့မကွေးတန်းရေကျော်မြို့နယ်မြေစွန်းတော်ရွာမှာအကြက်ဖက်စစ်တပ်ကမီးရှို့တပ်ဖြတ်ခဲ့တဲ့ပြည်သူတွေရဲ့ရုပ်အလောင်းတွေကို ထပ်မံတွေ့ရှိခဲ့ရပြီးစစ်တပ်စစ်ကြောင်းကကျေးရွာတွေကိုဇက်တိုက်စီးနှင်းနေတယ်လို့ရေဂျိုတောင်းရှိ info committee အဖွဲ့ကတာဝန်ရှိသူတို့ကရန်ကုန်ခေတ်သစ်မီဒီယာကိုပြောပါရယ်မလနှစ်ရက်နေကနေစတင်ပြီး ရေဂျိုမြို့ရေလေကျွန်းဒေသမြေစွန်းတော်ရွာကိုဝင်ရောက်စီးနှင်းခဲ့ပြီး အကြက်ဖက်တပ်သားတွေမီးရှို့တပ်ဖြတ်ခဲ့တဲ့ပြည်သူ6ဦးရဲ့ရုပ်လောင်းတွေကိုမလကွယ်နေကဒေတာပြည်သူတွေကကြေးရွာအတွင်းမှာထပ်မံတွေ့ရှိခဲ့တာလည်းဖြစ်ပါတယ်။အဲဒါကြောင့်စစ်တပ်စစ်ကြောင်းတပ်ဖြတ်ခဲ့ပြီးရ ရဲ့နောက်ပြန်လည်တွေ့ရှိရတဲ့ရုပ်လောင်စုစုပေါင်း၁၁လောင်းရှိနေပြီး စစ်တပ်စစ်ကြောင်းထိုးဖျက်ဆီးသွားတဲ့ရွာတွေကိုပြန်လည်ဝင်ရောက်လို့မရသေးတာကြောင့်နောက်ထပ်အသက်ခံထားရတဲ့သူတွေရှိမရှိနဲ့ပျက်စီးမှုအခြေအနေအသေးစိတ်တွေကိုတော့မသိရှိရသေးဘူးလို့ရေဂျိုတောင်းရှိ info ကော်မတီအဖွဲ့ကတာဝန်ရှိသူတို့ကပြောပါရယ်အကြမ်းဖက်စစ်ကြောင်းဟာပြည်သူတွေကိုတပ်ဖြတ်နေတဲ့ပြင်မြေစွန်းတော်ရွာမလကာချန်ရွာရာသစ်ရွာဇယက်နီရွာနဲ့တာကောင်းလေးရွာတို့ကပြည်သူဝန်ပစ္စည်းအလုံးကိုခိုးယူလူရဲ့ယူဆောင်သွားခဲ့ပြီး နေတွေကိုဇက်တိုင်မီးရှို့ဖျက်ဆီးခဲ့လို့လည်းသိရပါဗျ။လက်ရှိအချိန်မှာတော့စစ်တပ်စစ်ကြောင်းဟာရေစိုမြို့နယ်တာကောင်းရွာထဲမှာရောက်ရှိနေတယ်လို့လည်းသိရပါဗျရှင်။ဟုတ်ကဲ့ပါရှင်။ဒါကရန်ကုန်ခေတ်ရဲ့မနက်ခင်းသတင်းတွေကိုတက်ဆက်ပေးရပါ။ကျေးဇူးတင်ပါတယ်ရှင်။ကျေးဇူးများပါ။